အခုပြောပြမှာတွေကမှန်လားမလားငွေကိစ္စကလေးငယ်လေးတွေကိုနေတာရေချိုးပေးတဲ့မှာလေမှားပါပဲကလေးလေးတွေကတပတ်ကိုနှစ်ချိန်ရနေသုံးချိန်ရေချိုးပေးရဆိုရင်လုံလောက်ပါတယ်ရေနေတိုင်းချိုးပေးမယ်ဆိုရင်သူတို့အသားအရေက6တို့ရဲ့ပြဿနာလေးရှိလာနိုင်ပါတယ်ကလေးတွေမှာကာကွယ်ဆေးထိုးပေးပြီဆိုရင်ဖျားတတ်တာကပုံမှန်ပါပဲ မှန်ပါတယ်ကာကွယ်ဆေးထိုးတဲ့အခါမှာကိုကံအားစနစ်ကပြန်ပြီးတုံ့ပြန်တဲ့အတွက်ကြောင့်မို့ခန္ဓာကိုယ်ပူချိန်တက်တက်ပါတယ်။ငွေကင်းစားကလေးတွေကငွေပြီးတာနဲ့ကိုယ်လေးချိန်ပြန်ပြီးတော့ကျသွားတတ်ပါတယ်။မှန်ပါတယ်။ငွေကင်းစားကလေးတွေအားလုံးကငွေပြီးပထမတစ်ပတ်မှာ သူတို့ရဲ့ကိုယ်အလေးချိန်ရဲ့ဆယ်ရာခိုင်နှုန်းကျသွားပါတယ်။ငွေကင်းစားကလေးငယ်လေးတွေက ပထမဦးဆုံးရက်အနှဲငယ်အတွင်းမှာဝမ်းမဲမဲတွေသွားတာက ပုံမှန်ပါပဲ။မှန်ပါလေဒါသူတို့ငယ်ချီးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့ဆိုရင်ဆရာမလို့ပါဘူး။ဝိကင်းစကလေးငယ်ဒီမှာကျွထိုးတာကစိုးရင်ရပါတယ်အနေနဲ့ရှိပါတယ်။မှားပါလေဝိကင်းစကလေးငယ်ဒီမှာကျွထိုးတာကပုံမှန်ပါပဲ။ အခုပြောသောလဲ true or false မျိုးကိုနေမှာဘယ်နှခုမှန်ပြီးဘယ်နှခုမှားကြလဲယင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာမြေစာ